knowledge is power ဆိုတာဟုတ်ပါမလား knowledge is power လို့ပြောတဲ့သူက ပြောတာပဲဒါကို အလွတ်ကျမှတ်ထားပြီးအခမ်းအနားတွေဘာတွေမှာ အမှားစကားပြောတဲ့လူကြီးမြင့်တွေကလည်း knowledge is power တို့ knowledge ခေရောက်နေပြီတို့ရှောက်ပြောတာပဲထိုင်နားထောင်တဲ့ပြိသက်ကလည်းဟုတ်မှာပဲဟုတ်တာပဲလို့သဘောထားလိုက်တယ်ပြီးတော့လဲမိမိပြပြောက်ဖြစ်သွားတယ်တကယ်တော့ knowledge is power ဆိုတာတကယ်တော့မဟုတ်ပါဘူး knowledge is information ဘဟုတုတဆိုတာအချက်အလက်တွေပါ social media တွေကို ကြည့်လိုက်ရင်တရက်တရက်ရလိုက်မဲ့ဘဟုတုတတွေစုံသလားမမေးနဲ့ဓာတ်နှလုံးသီးကသွေးထိုးကြတယ်ဆိုတာရော၃လအတွင်းပေါင်360ရှိတဲ့လူဝကြီးရဲ့ပေါင်160အထိဝိတ်ချနီရော စီယောကပျောက်ကင်းတဲ့သဘာဝဆေးနီး ဘိုက်ခေါက်ထူတဲ့ကိုကိုမမတွေအတွက်တည်ငောင်းရောအချိန်ပေးရင်ပေးနိုင်သလောက်ဘ ഹു တုတတွေရနိုင်တယ်။ရရှိတဲ့ဘ ഹു တုတအချက်အလက်တွေကိုဘလို့လက်ခံကျင့်သုံးတယ်လဲ။အကျိုးရှိအောင်လက်ခံကျင့်ကြံနိုင်ရင်တော့အဲ့ဒီဘ ഹു တုတတွေက အကျိုးဖြစ်မယ်။ Knowledge is power ဖြစ်မယ်။အသိအမြင်ဘ ഹു တုတတွေကို ကိုအချိန်ပေးဖတ်ရှုတဲ့အခါစဉ်းစားဆင်ခြင်စရာရှိပါတယ်။ကိုနဲ့သက်ဆိုင်တဲ့အချက်အလက်ဟုတ်ရဲ့လား။ ကိုပေးနိုင်တဲ့အချိန်ထက်ပိုပြီးနစ်မျောမိနေသလားအစားမလို့အစားမကြေးတာရင်ပြည့်ရင်ငယ်ဖြစ်တာကမြင်သာပေမဲ့ကိုနဲ့မဆိုင်တဲ့အချက်အလက်နဲ့ကိစ္စဝိစရီကိုစီမှာလာအမိုက်ရှုံနေလို့ဒုက္ခဖြစ်စေတာကမမြင်သာဘူး